မင်္ဂလာပါရှင်။အောက်တိုဘာလ23ရက်နေ့အတွက်တန်လွင်ထိုင်းမြေနေ့လယ်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။တန်လွင်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွင်ကြည့်ပြပါရှင်။ဒီကနေ့နေ့လယ်ပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်တပ်စစ်ကြောင်းကခလေတကွန်နိုင်ရွာတွေကိုလက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေတဲ့သတင်းနဲ့ တနင်္လာနေ့မှာစစ်ကော်မရှင်တပ်သား2ဦး PDF ထံအလေးဝင်ခဲ့တဲ့သတင်းတွေကိုပါရှုစားကြမှာပါနိုင်ငံတကာသတင်းတွေမှာတော့နျူကလ িয়ার စီးရဲလေ့ကျင့်မှုရုရှားပြုလုပ်ခဲ့တဲ့သတင်းမြန်မာကြားဖြန့်ခိုင်းတွေရဲ့ Starlink Internet Line ကိုဖြတ်တောက်ထားတယ်လို့ SpaceX ပြောတဲ့သတင်းတွေအပြင်အာနာသိန်းကလာတက်ဖြတ်ဖန်စီခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ ကင်းပြည်နယ်ကြိုင်းစိတ်ကြီးမြို့နယ်ခလဲတခွန်တိုင်းကျေးရွာတဲကိုစစ်ကောင်မရှင်တက်စစ်ကြောင်းရောက်ရှိလာပြီးရွာတွေထဲလက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေရာကြောင့်ရဲသားတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နယ်မြေခံသတင်းရှင်းမြစ်တွေကတန်ရွတ်တိုင်းကိုပြောပါရီပြီးခဲ့တဲ့အောက်တိုဘာ19ရက်နေ့ကစပြီးစစ်ကောင်မရှင်တက်စစ်ကြောင်းဟာ ဝန်ပြည်နယ်မူရုံမြို့နယ်အဖေ့ကြီးရွာကနေအဖေ့ပလိန်တခေါဏန်လမ်းကြောင်းတိုင်းကင်းပြည်နယ်ကြိုင်းစိတ်ကြီးမြို့နယ်ဝင်းရော်ဒေသခလေတခေါဏန်ကြီးရွာစီရောက်ရှိလာခဲ့တာလို့နေမြေကန်သတင်းရှင်းပြတွေကဆိုကြပါလေခလေတခေါဏန်ကြီးရွာထဲရောက်ရှိလာတဲ့စစ်ကောင်ရှင်တပ်စစ်ကြောင်းဟာရဲစခန်းထဲဝင်ရောက်နေရယူထားသလိုခလေကြီးရွာထဲမှာလည်းတပ်ဖြန့်နေရယူထားတယ်လို့ဒေသခံတွေကဆိုပါလေခလေတခေါဏန်ကြီးရွာထဲစစ်ကြောင်းထိုးဝင်ရောက်လာစဉ်အောက်တိုဘာ27ရက်နေ့ကစစ်ကောင်ရှင်တပ်ဆွဲထားတဲ့ဇေပြူကုန်းဖျားကနေအနီးနားဝင်းကျင်နာကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာဒဂေါနိုင်ကြီးရွာတွေကြောက်ပောက်ပွဲခဲ့ပြီးတော့အရက်သား2ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့စေတရင်ရင်းမြစ်တွေစီကနေသိရပါတယ်စစ်ကော်မရှင်တပ်စစ်ကြောင်းဝင်ရောက်လာချိန်မှာ KNL တော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာမရှိဘူးလို့လည်းဒေသခံတရင်ရင်းမြစ်တွေကဆိုကြပါတယ်ကြိုင်းစစ်ကြီးမြို့နယ်ထဲမှာပြီးခဲ့တဲ့စက်တင်ဘာလကစပြီးစစ်ကော်မရှင်တပ်စစ်ကြောင်းကကျိုင်းမရောကျိုင်းစစ်ကြီးလမ်းနဲ့တန်ဖြူစေရဲ့ဖျားတုံးစုလမ်းမိုင်းတွေမှာစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ KNL တော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ လက်ရှိမှာတော့စစ်ကော်ပိုရှင်တပ်ဟာကျိုင်းစေကြီးမြို့နယ်ရဲ့အဝင်ထွက်နေရာအလုံးကိုတပ်တွေချပြီးပိတ်ဆို့ထားတယ်လို့စေတရင်ရင်းမြစ်တွေထံကနေသိရပါတယ်။တနင်္လာနေ့တိုင်းဘေးမြို့နယ်ခြေဆိုင်စစ်ကော်ပိုရှင်ရဲ့အမှတ်103ခြေလျင်တပ်ရင်းကစစ်မှုထမ်းတပ်သား2ဦးဟာလက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတယ်လို့တနင်္လာနေ့မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ထံကနေသိရပါတယ်။ ကန်ယူရန်တိုင်းစစ်ဌာနချုပ်တီရှိရာဘိမ်းမြို့ခြေဆိုင်ခလာရ103တရင်ကစစ်မှုထမ်းတပ်သား2ဦးဟာပြီးခဲ့တဲ့စက်တင်ဘာ28ရက်နေ့နဲ့အောက်တိုဘာ2ရက်နေ့မှာအလင်းဝင်ခဲ့တာပါအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သား2ဦးဟာအမီလွဲတပ်သားမောင်အောင်ဦးနဲ့အမီလွဲတပ်သားမောင်ခိုင်တို့ဖြစ်ပြီးအလင်းဝင်လာချိန် MA2 လက်နက်တလက်ကြီးပောင်း၄ခုနဲ့ကြီးစံ260တောင်ယူဆောင်လာခဲ့တယ်လို့ တနင်္လာရီမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကထုတ်ပြန်ထားပါသည်စစ်ကော်မရှင်ရဲ့တပ်သားတွေအနေနဲ့ပြည်သူ့ဘက်ကရက်တည်ပြီးအလင်းဝင်လိုပါကတနင်္လာရီတိုင်းစစ်ဌာနရဲ့တရင်တပ်ဖွဲ့နဲ့နီးစပ်ရာတော်လိုင်းဤတပ်ဖွဲ့တွေထံအများဆုံးပူးပေါင်းကြဖို့တိုက်တွန်းထားပါသည်ပြီးခဲ့တဲ့အောက်တိုဘာ10ရက်နေ့ကလည်းဘေးခရိုင်ပလောက်ခြေဆိုင် MS7 လေ့ကျင့်ရေးတန်တန်းကျောင်းမှာတန်တန်းတက်ရောက်နေတဲ့စစ်မှုထမ်းတပ်သား၄ဦးထွက်ပြေးလာပြီးတော့ကင်မျိုးသားလူမျိုးတွေတက်မှာတော့ KNL ထံအလင်းဝင်ခဲ့တယ်လို့သိရပါသည် တမရဗလာဒီမာပူတင်နဲ့ဒေါ်နယ်ထရန့်ကြားဒုတိယမြောက်တွေ့ဆုံဆွေးနွေးမဲ့အစီအစဉ်ကိုဆိုင်းငံ့ထားလိုက်ကြောင်းအမေရိကန်ကကြေညာခဲ့ပြီးနောက်တရက်အကြာမှာနျူကလ িয়ার လက်နက်တွေပါဝင်တဲ့အ திக စစ်ရေးလေးကျင်းမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ရုရှားကအော်တိုဘာလ22ရက်မှာပြောလိုက်ပါတယ်။စစ်တပ်အကြီးအကဲဗိုလ်ချုပ်ဗာရီလီဂါရာစီမော့ကအဲ့ဒီစစ်ရေးလေးကျင်းမှုတွေနဲ့ပတ်သက်လို့တမရပူတင်စီအစီရင်ခံနေပုံကိုခရစ်မလင်နန်တော်ကထုတ်ပြန်တဲ့ရုပ်သံဖိုင်မှာမြင်တွေ့ရပါတယ်။ အမေရိကန်ကုန်းတွင်းမိုက်အထိပြစ်ခတ်ရောက်ရှိနိုင်တဲ့တိုက်ချင်းပြစ်ပဲထိန်ဒုံးကြီးတွေအပါအဝင်မြေပြင်ကဒုံးကြီးပြစ်စင်တွေရင်းငုတ်သင်းမောတွေနဲ့လေရင်တွေပေါ်ကနေဒုံးကြီးတွေပြစ်လွတ်ခဲ့တယ်လို့ရုရှားကပြောပါတယ် TU22 and 3တာဝေးဘုံကျဲလေရင်တွေ body pillar ပေါ်ကနေပြန်တန်းခဲ့ပြီး NATO အဖွဲ့လိုပြပနိုင်ငံတွေကတိုက်လေရင်တွေလာရောက်နိုင်တဲ့နေရာတွေမှာစောက်ကျက်လိုက်ပါမှုတွေရှိခဲ့တယ်လို့ရုရှားကကွယ်ရေးဝန်ကြီးဌာနကပြောပါတယ် ယူကရိန်းစစ်ပွဲရဲ့အရေးကြီးဆုံးအချိန်တွေမှာယူကရိန်းနဲ့အနောက်တိုင်းရှိယူကရိန်းမဟာမိတ်တွေကိုသတိပေးတဲ့အနေနဲ့ရုရှားရဲ့နျူကလ িয়ার အင်အားနဲ့ပတ်သက်လို့ပူတင်ကအကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုထားပါတယ်။အခုလအတွင်း NATO အဖွဲ့ကလည်းနျူကလ িয়ার တားဆီးရေးလေ့ကျင့်မှုတွေကိုပြုလုပ်ခဲ့ပါသေးတယ်။ တန်တမန်ရေးကြိုးပမ်းမှုတွေလာနေချီပြီးရပ်တန့်နေခဲ့ပြီးနောက်ဟန်ဂေရီမှာတွေးဆုံဆွေးနွေးဖို့ပူတင်နဲ့ထရန့်တို့ပြီးခဲ့တဲ့သတင်းပတ်ကသဘောတူခဲ့ကြပေမဲ့အင်ဖြူတော်ကမဝေးတဲ့အချိန်မှာအတိလိုတွေးဆုံမှုရှိလာအောင်မှမဟုတ်ဘူးလို့အော်တိုဗာလာ21ရက်မှာတုံ့ပြန်ထားပါတယ်။ပူတင်နဲ့အချိန်ဖြုံးမဲ့တွေးဆုံမှုမျိုးအလိုမရှိဘူးလို့ထရန့်ကပြောထားပြီးတမရနှစ်ဦးတွေးဆုံရေးလေးလေးနက်နက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့လိုတယ်လို့ခရမလင်နန်းတော်ကပြောပါတယ်။ ရက်ဆွဲတွေမတက်မတ်ရသေးပေမဲ့လီလီနဲ့နဲ့ကြိုတင်ပြင်ဆင်မှုတွေအရင်လုပ်ဖို့လိုအပ်ကြောင်းနဲ့အချင်းယူလှုပ်ဆောင်ရမှာဖြစ်ကြောင်းခရမလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကဆိုတာပါပူတင်နဲ့ထရန့်ကြားတွေ့ဆုံမဲ့အစီအစဉ်ကိုလုံးဝဖြတ်သိမ်းလိုက်တာမဟုတ်ကြောင်းနဲ့လော်လော်ဆယ်မှာတော့ဝါရှင်တန်ကလာမဲ့အာရှခရီးစဉ်ကိုအာရုံစိုက်နေတယ်လို့အမေရိကန်အရာရှိတအူးကပြောပါတယ်။ ထရန်ကအကြီးရည်ရည်အဆိုပြုတာကိုရုရှားကပယ်ချပြီးယူကရိန်းနယ်မြေတွေကိုအပိုင်ပေးရမယ်လို့တောင်းဆိုခဲ့ပြီးနောက်တနိုင်ငံသမ္မတတွေတွေ့ဆုံမဲ့အစီအစဉ်နောက်ဆုတ်သွားတာဖြစ်ပါတယ်။ထရန်နဲ့တွေ့ဆုံမှုရှိနေတဲ့နေတိုးအဖွဲ့အတွင်းရင်းမှုချုပ်မရူတီကစစ်ပွဲအဆုံးသတ်စေရည်သဘောတူညီမှုတစ်ခုရရှိလိမ့်မယ်လို့ယုံကြည်ကြောင်းပြောပါတယ်။ ဒီအတော်အတွင်းရုရှားနဲ့ယူကရိန်းတို့အပြန်အလှန်တိုက်ခိုက်နေကြပြီးယူကရိန်းမှာလူသေဆုံးမှုတွေရှိသလိုလျှက်စစ်မီပြတ်တောက်မှုတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။ယူကရိန်းစစ်တပ်ကဗြိတိန်နိုင်ငံထုတ်တာဝေစတုန်းရှယ်ရိုဒုံးကျည်တွေနဲ့ရုရှားဓာတ်စက်ရုံတစ်ခုကိုတိုက်ခိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရှိကြားဖြတ်လုပ်ငန်းတီးနေရာတွေမှာအသုံးပြုနေတဲ့ Starlink ဂျိုဒူဆက်သွယ်ရေးလိုင်းတွေကိုဖြတ်တောက်လိုက်ပြီလို့ကမ္ဘာကျော်တထေးကြီး Elon Musk ပိုင်ဆိုင်တဲ့ SpaceX ကုမ္ပဏီကပြောလိုက်ပါတယ်။ထိုင်းမြန်မာ၂၆မှာကြားဖြတ်လုပ်ငန်း30ကျော်လောက်လုပ်ကိုင်နေတယ်လို့ယုံကြည်ရပါတယ်။အဲ့ဒီကြားဖြတ်လုပ်ငန်းတွေဟာကမ္ဘာတွင်းကလူတွေကိုပြန်ပေးဆွဲခေါ်ယူတာအတင်းအကျပ်လင်းလဲခိုင်းပြီးတော့နှစ်စဉ်ဒေါ်လာဘီလီယံနဲ့ချီရရှိနေပါတယ်။ Starlink ရဲ့လုပ်ငန်းလက်ပတ်မှုဆိုင်ရာအကြီးအကဲ Laurent Deria က စီကံချိုးဖောက်နေကြောင်းဖော်ထုတ်တွေ့ရှိတဲ့အချိန်တွေမှာပဲကျုံနောက်ကျုံရဲအခုလိုဆောင်ရတာဖြစ်တယ်လို့ပြောပါရည်အကြီးဆုံးအစာဝင်းနေတဲ့တခုဖြစ်တဲ့ KK ဘတ်ကိုမြန်မာစစ်တပ်ကဝင်ရောက်စီးနင်းကြောင်းသတင်းတွေမှာဖော်ပြထားပြီးတဲ့နောက် Starling ရဲ့အခုလိုပြောဆိုမှုထွက်ပေါ်လာတာဖြစ်ပါရည် Starling ဤပညာကြောင့်အထူးသဖြင့်တရုတ်ရာဇဝဲဂိုင်းတွေဟာအလန့်ဝိတဲ့နေဆက်တွေကနေလုပ်ငန်းလက်ပတ်လို့ရနေတယ်လို့တက်ကြွလို့ရှားသူတွေကပြောဆိုနေတာကြားပြီးဖြစ်ပါရည် ချစ်သူရည်စားဖြစ်ချင်အောင်ဆောင်ပြီးတော့လိန်လေတာနဲ့မလုပ်မျိုးမျိုးပေးပြီးတော့ငွေကြေးရင်းနှီးမြှုပ်နှံခိုင်းပြီးလိန်လေတာတွေလုပ်နေတဲ့အဲ့ဒီကြားဖြတ်လုပ်ငန်းတွေကြောင့်မြန်မာနိုင်ငံဟာနာမည်ကျော်နေပါသည်ကြားဖြတ်ခိုင်းတွေကလူသမားတွေကိုတရားဝင်လာဆောင်ကားကောင်းအလုပ်တွေရမယ်လို့လိန်လေခေါ်ယူဖမ်းဆီးပြီးတော့ရာဇဝတ်မှုတွေကျွလွန်ခိုင်းနေတာဖြစ်ပါတယ်အလုပ်ချိန်များကြီးအလုပ်လုပ်ကြရတယ်လို့လိန်ခိုင်းထားတဲ့ပမာဏအတိုင်းမရှာပေးနိုင်ဘူးဆိုရင်ညှဉ်းပန်းနှိပ်စက်တာတွေရှိကြောင်းအသက်ရှင်လျက်ပြန်လည်လာသူတွေကပြောပါသည်အဲ့လိုကြုံကြရသူအများစုကတော့အာဖရိကနိုင်ငံသားတွေဖြစ်ပါတယ် မြန်မာနိုင်ငံမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေရှိနေတယ်လို့တန်လျာရှိတဲ့နေရာတွေမှာရှိတဲ့ Starlink Internet Line ဖမ်းယူရေးကိရိယာ2500ကျော်အတွက် Internet Line ကိုဖြတ်တောက်လိုက်ပြီလို့ Daria ကလူမှုကွန်ရက် Media X ပေါ်မှာရေးသားဖော်ပြပါတယ်။မြန်မာစစ်တပ်က KK ပတ်ကိုဝန်ရောက်ရှင်းလင်းပြီးအလုသမား2000ကျော်ကိုလွှတ်ပေးခဲ့တယ်လို့ Starlink Line ဖမ်းဆက်30ကိုတင်းစီရမိခဲ့တယ်လို့ပြောထားပါတယ်။အစအုပ်တွေရဲ့ခေါင်းမိုးတွေပေါ်မှာ Starlink Line ဖမ်းယူလို့ရတဲ့စလောင်းတွေရှိနေတာကိုတပ်ပုံတွေမှာမြင်တွေ့ရပါတယ်။ ဗီဒီယိုဖိုင်တစ်ခုမှာတော့ KK ပတ်ကနေထောင်ထဲချီရလို့တမားတွေချီလင်းထွက်သွားကြတာကိုတွေ့မြင်ရပါတယ်ဒါပေမဲ့နေဆက်မှာကဘာတွင်းကလူထောင်ပေါင်းများစွာကိုအလုတ်စေခိုင်းထားတဲ့တခြားကြားဖြန့်လုပ်ငန်း30တန်းမှလည်းရှိနေသေးတယ်လို့သိရပါတယ်။အဲ့လုပ်ငန်းတွေကိုမြန်မာစစ်တပ်ပေါ်တစ္ဆာစောင့်တည်တဲ့လက်နက်ကိုင်အဖွဲ့တွေကစောင့်ကြပ်ကောက်ွယ်ပေးထားတာဖြစ်ပါတယ်။အဲ့ဒီလက်နက်ကိုင်အဖွဲ့စည်းတွေလည်း Starlink line ဖြတ်တောက်ခံလိုက်ရပြီလားဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1925ရက်အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။ အာနာသိစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိမှုဖြစ်ခဲ့တဲ့1925ရဲ့အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ8398ဦးအထိရှိလာပြီးဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးထိန်သိမ်းခံရသူ2954ဦးရှိလာပြီးဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8330ရှိလာပြီးဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာနာသိမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ ဒီအစီအစဉ်ကိုတော့နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။တောင်လွင်ထိုင်းမြေနေ့လယ်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တောင်လွင်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လွင်ထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။